ပြည့်ရှင်အောက်ကကတော့388ကိုနောက်ဘက်ကိုယူနော်ခွန်ရဲ့ကျွန်တော်ဒီရှေ့ပေါင်းခြင်းက900လေးတဲ့ဒီမှာကျွန်တော်မေဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်မေဆွေတွေဘုဒီမှာအဲ့တတိယဒီကောက်ကောင်းနော်ထစ်ထစ်စည်းလဲတဲ့နောက်ပိတ်တွန်ဒီလေးကိုလာပြီးတော့ကြားယူမှာဖြစ်ပါရဲ့နော်ကျွန်တော်ဒီ 6ရက်17လပိုင်းအတွက်နော်2025အတွက်ပေါ့နော်ကျွန်တော်ဒါလေးကိုရှာဖွေတွေ့ရှိထားတယ်နော်တကွာကောင်းမှဖြစ်ပြည်တဲ့တကွာကောင်းနေပေါ့နော်ကျွန်တော်ရဲ့မစ်ဆွေတွေကဒါဆိုရှင်အတူတူကြည့်ကြည့်မယ်ပေါ့နော်ကျွန်တော်နည်းမစ်ဆွေများကိုတခြားရှင်းရှင်းလင်းလင်းနေပြပြလေရနော်တခြားရေးကြည့်ပြပါနော်ဟုတ်ကဲ့နော်အဲ့ဒါဆိုရှင်အတူတူကြည့်ကြအောင်နော်ကဲအဲ့ဒါဆိုရှင်ကျွန်တော်ထည့်စီလေးပြပြမယ်နော်တခြားရေးကြည့်ပြလေနော် 그래서 이제 저는 얼마 nene kuwa na yodam na, nene kuwa na yodwa xe yu me pyo xe aga yu na, dao yu na kuwa ye zino di xe nga nga ya le re, di ma nga ya ော်ပြီအဲ့ဒါဆိုရင်ကျော်ဒီနှစ်နှစ်ခွန်နှစ်ထက်ကိုယူမယ်ယူပြီးလို့ရှင်ကျော်ဒီတပင်နှစ်ပင်မြောက်မှာကျွန်တော်တို့အလဲကောင်းကသုံးညောက်ယူမယ်နော်သုံးညောက်ယူမယ်ဆိုရှင်နှစ်ရဲ့သုံးညောက်ရဲ့ပုံချင်းကကျွန်တော်တို့ဗာရရှိတယ်ဆိုရှင်နှစ်ပဲရရှိတာပေါ့နော်အဲ့ကလည်းကျွန်တော်တို့တယောက်ကိုတပင်ကြော်မယ်တပင်ကြော်ပြီးအောက်ကတပင်ယူမယ်နော် ထက်စီ3လေးယူမယ်နော်ထက်စီ3ကိုယူမယ်ယူလို့ရှိရင်ကျွန်တော်ဒီမှာ2ရဲ့အဲ့ဒါအောက်ဆိုချရရင်ဒီ3ရဲ့3ညရဲ့ပေါင်းချိန်ကကျွန်တော်ဒီမှာ5ရရှိတယ်နော်5ရရှိတယ်ဆိုဒီပုံမှန်လည်း5ရရှိတယ်အဲ့ဒါဒီအောက်မှလည်း5ရရှိတယ်နော်အဲ့ဒီလိုပုံစံနည်းနဲ့ပဲကျွန်တော်ဒီအောက်ကိုကျွန်တော်ဒီမှာပြလာတယ်ကြည့်ရအောင်နော်ပြလာပြီပါတယ်အဲ့တော့ကျွန်တော်ဒီမှာလည်းအတူတူပဲပေါ့နော်နဲ့လေးချောက်နောက်ပိတ်6ကိုယူမယ်အောက်ကကျွန်တော်၄ကိုယူမယ်6ရဲ့၄ရဲ့ပုံစံကိုကျွန်တော်ဒီမှာ တုံညရရှိနော်တုံညဆိုရရှိရောဒီအောက်မှာတုံညဆိုဖြစ်ပြရမယ်တဲ့အဲ့လိုကျွန်တော်ဒီမှာနေရတဲ့ကျွန်တော်အောက်ကနော်ဆို၃ရေနော်ကျွန်တော်၅ရေပေါ့နော်မနော်ဒီနှစ်ကိုယူလိုက်ပြီဆိုမှာတပင်းကြုံမှာနော်တပင်းကြုံတရားယူနေနောက်ကဒီမှာတပင်းကြုံမယ်ဒီလိုယူလဲနော်2 3 5ပေါင်းနေတယ်3ညဆိုပြီးရရှိခဲ့ပါတော့ ုံညတုံညပါနော်ဟုတ်ပြီနော်ဘောကလည်းတောက်ကလည်းကြည်ကြည်ပါအတူတူပဲနော်ကဲအဲ့ဒါတော့တပြုံးထပ်ပါမယ်နော်နောက်တစ်ပိုင်းငါကျွန်တော်ဒီမှာ646နော်646ကိုနောက်ဘက်6ကိုယူမယ်နော်ထောက်ယူမယ်အောက်က8ကိုယူမယ်နော်6ရဲ့8ရဲ့ပေါင်းရင်းကကျွန်တော်ဒီမှာ၄ဆိုပြီးရရှိပေးပါမယ်နော်အဲ့ဒါဆိုကျွန်တော်ဒီမှာလည်း၄ဖြစ်ပေးရမယ်နော်အောက်မှာလည်း၄ဖြစ်ပေးရမယ်ဆိုတော့ကျွန်တော်က 6ရယ်တပင်ကြော်မယ်ဘယ်ပြင်အလကောင်က9ရယ်ပေါင်းမယ်နော်ပေါင်းရှင်တော့ပါရရှိရဆို9ရရှိရယ်9ဆိုတော့ကျွန်တော်တို့ကဒီမှာ၄ရထားတယ်ဒီတော့၄ဖြစ်ဖို့ဒီမှာ၄ရထားတဲ့တရားကျွန်တော်ဒီမှာ၄ဖြစ်ဖို့အတွက်ဘုံလေးဒီထည့်စည်းမှာကျွန်တော်တို့ပိုးထည့်ပြရမယ်နော်ဒီအောက်ကနေတပင်ကြော်မှာကျွန်တော်ဒီအောက်ကတပင်ဒီတပင်ရဲ့ကြော်မှာကျွန်တော်ပိုးဆိုပြီးထည့်ပြရမယ်နော်6ရယ်တဲ့ကျွန်တော်ဒီမှာ9ရယ် ကိုယ့်ရဲ့ပေါင်းခြင်းက၄ဆိုရရရှိနေနော်၄ဆိုရရှိဒီမှာလည်း၄ဖြစ်တယ်ဒီမှာလည်း၄ဖြစ်တယ်ဆိုတော့ကျွန်တော်ကထစ်စီရ၉ဖြစ်ပါတယ်နော်ကဲဒါပေမဲ့စတရာနဲ့၆ချောင်းတူဘုရားထစ်စီ၉လုံးရရှိပါတယ်နော်ကျွန်တော်မေဆွေများကဲအဲ့ဒါကြောင့်ဒေတာမျိုးချက်ပြပြီးမှာနော် တရားကြီးကြည့်ပြီเนาะလေတိုင်းကြီးကနည်းနည်းလေးမှရှုပ်ပြီเนาะပြရတာเนาะ gain association เนี่ยကျွန်တော်ဒီမှာလေတိုင်းကားတဲ့ကျွန်တော်388ကနေ388ကတော့တော်မှာเนาะ388ကတော့ကျွန်တော်ဒီမှာအလေ388အလေတိုင်းယူမှာเนาะ shit လုံးယူမယ်ပြီးရင်ဒီအောက်ကိုထပ်ဆင်နေ၃ရက်တလုံးယူမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီရက်နဲ့၃တလုံးယူမယ်เนาะ shit ပုံညာ3ပေါင်းခြင်းက100เนาะ100ဆိုပြီးရရှိခဲ့တယ်ဟုတ်ပြီเนาะတခြားကြည့်ပြပါခဲအဲနောက်တစ်ခါအဲ့မှာ100လိုက်ပဲเนาะဒီအောက်မှာလည်းဒီမှာ100လုံးထည့်ရမှာเนาะ100တလုံးရဖို့တော့ကိုယ်လည်းကျောင်းဒီမှာ800ညာ3ပေါင်းခြင်းက100တဲ့ကျောင်းဒီလိုရှိရင်ကျောင်းအိမ်မှာဘောနော်ဒီလေကောင်က၃ညောက်ကျောင်းတစ်ခုထည့်ယူမှာနော် လေကောင်းတုံညာလေးတစ်ခုထိတ်မယ်လေကောင်းတုံညာရဲ့ကျော်ဒီနှိရဲ့တိဒီကကူရဲ့ပေါင်းရင်ကလည်းကျွန်တော်တို့ဒီမှာတစ်ဆိုရရှိခဲ့ပါတယ်နော်ဒီလေကောင်းတုံညာလေးထိတ်မယ်ယူပြီးရင်ကျွန်တော်နှိရဲ့ကိုရဲ့ပေါင်းလို့ရှင်ဒီမှာတစ်ဆိုရရှိခဲ့ပါတယ်ကျွန်တော်ဒီပုံစံလေးနဲ့ပဲကျွန်တော်ဒီအောက်မှာတစ်ခေါက်ထိတ်မယ်နောက်တစ်အောက်တစ်ခေါက်ထိတ်မယ်နော်ကျွန်တော်မြင်စွင့်ကြကြည့်ပါနော် နောက်ပြီးအဲ့ဆိုရှင်ကျွန်တော်အောက်တက်ပါမယ်။အောက်တက်အောင်လို့အောက်မှာဒီမှာတပင်ကြော်လိုက်မယ်နော်။ဒီတပင်ကြော်လိုက်မယ်။နှင်းလေး6ကိုမြေရောပဲအောက်ဆင်းမယ်နော်။ကြော်ဒီမှာအောင်နော်။နှင်းတော့နှင်းလေးပေါ့နော်။၃နှင်းလေးရတယ်ပေါ့မနော်။နှင်းရဲ့တော့9ရဲ့တဲ့။ရှေ့ကိုပေါင်းရင်လည်းဗာရရှိခဲ့တယ်။9ဆိုပြီးရရှိခဲ့တယ်။9ဆိုရရှိခဲ့တော့ကျွန်တော်ဒီဘက်မှာလည်း9ဆိုပြီးရရှိရမှာဖြစ်ပါတယ်နော်။ ကဲအဲ့ဒါဆိုရင်တော့နောက်နောက်တစ်ခါဒီဘက်ကတော့ငားရေတဲ့နော်အတဲကောင်ငားဖိတ်မယ်နော်ငားရေတယောက်ကငားရေတယောက်ကငားရေငားသုံးလုံးပေါင်းခြင်းကလည်းကြောင်းရငားဆိုပြီးရရှိခဲ့ပါတယ်နော်မနော်ဒီပုံစံဒါကြီးပဲနော်တွားတာငားဆိုပြီးရရှိခဲ့ဒီမှာငားဖြစ်တော့ဒီမှာငားဖြစ်တယ်ပေါ့နော်ကဲအဲ့တော့နော်ရောတက်ပြန်တော့မယ်။မလာတော့မှ6.6ကိုကြော်မယ်။ဒါဆိုရှင် နည်းလေးခြောက်ကိုထွက်လာနော်ဟုတ်ပြီတဲ့အဲ့ဒါဆိုကျွန်တော်ခွန်ရဲတဲ့ကိုးရဲတဲ့တော့ရှေ့ပေါင်းနေတာတော့ဗာရရှိခဲ့လေးဆိုရရှိခဲ့တယ်နော်လေးဆိုရရှိခဲ့တကြတို့ဒီမှာဆိုဒီမှာမှာလေးဖြစ်ပြရမယ်နော်ပေါင်းခြင်းကဒီမှာလေးတစ်ဖြစ်တယ်လို့ဒီမှာလေးတစ်ဖြစ်တယ်ဒီမှာငါးဖြစ်တယ်လို့ဒီမှာလေးငါးဖြစ်တယ်ဒီမှာလေးဖြစ်တယ်လို့ဒီမှာလေးဖြစ်ပြရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ဒီလေကောင်က6နဲ့ ဒီလည်းကောင်းများလေးရတယ်ဆိုထွက်လာတယ်ကိုနေနဲ့ကျွန်တော်ဒီ၈နဲ့ပေါင်းနေငါလည်းကျွန်တော်ကရရှိတယ်ဆိုရှင်နဲ့ကျွန်တော်ခွန်ရရှိတယ်ဒီမှာ၄ဖြစ်ဖို့တော့ဟိုနဲ့ကျွန်တော်အလေတိုင်းကလည်းကျွန်တော်ဒီမှာခွန်ထည့်ပြရမှာနော်ခွန်ထည့်ပြရမှာဆိုတော့ကျွန်တော်တို့ပေါင်းရင်၄ဖြစ်ပါတယ်နော်ကိုရဲ့ရှေ့ရဲ့ပေါင်းရင်ခွန်ခွန်နဲ့ပေါင်းလို့၄၄ဆိုတော့ဒီမှာ၄ဖြစ်တယ်လို့ဒီမှာလည်း၄ဖြစ်သွားပြီအဲဒါဆိုရှင်ကျွန်တော်တို့ကခွန်ဆိုပြီးလေတိုင်းရရှိပါတယ်နော် အလဲခေါ်ပြီးကျွန်တော်ပြပြတော့ပါတယ်။ကဲကျွန်တော်မစ်ဆွေများကဲဒါလေးတော့နောက်ပိတ်ဖြစ်တယ်နော်။နောက်ပိတ်ကလည်းတရားကြီးပြီနော်ရှင်းတာနော်ကြော်ပြတာနော်မစ်ဆွေများပြန်ပြပြီမယ်။ဘယ်လိုပဲ၃ရက်ငားရဲ့ပေါင်းရင်၈ရက်ရှိတယ်။၃ရက်ငားရဲ့ပေါင်းရင်၈ရက်တယ်။အဲနောက်ပိတ်ခွန်ရဲ့ကျွန်တော်ဒီမှာ 9ရက်တော်နှစ်ပေါင်းနေတာကျွန်တော်ရှစ်ဆိုပြီးရရှိခဲ့ပါမယ်နော်။ကဲဒီလိုပုံစံမျိုးလေးနဲ့ပဲကျွန်တော်ဒီအောက်ကိုဆက်သွားမယ်နော်။ဟုတ်ပြီ။အဲ့ဒါဆိုရှင်ကျွန်တော်တို့ဒီမှာရှေ့လေကျွန်တော်6ရက်ပေါင်းနေတယ်။ဒီမှာနော်ဒီတွားရတာတပင်နှစ်ပင်၃ပင်ရအောင်နော်။၃ပင်ရောက်ကညစတတာနော်။ဒီမှာဆိုရှင်ဒီတော့တပင်နှစ်ပင်၃ပင်ရောက်ကစတတာနော်။ ရှိရဲ့ကျောင်းကခြောက်ပန်းနေမှာပါရရှိတယ်လေးဆိုရရှိတယ်လေးရရှိတဲ့အတွက်ကျွန်တော်လည်းလေးဖြစ်ပြရမယ်အဲအဲတော့ကျွန်တော်ဒီမှာ6ရဲ့တဲ့ကျွန်တော်ဒီမှာ2ရဲ့တဲ့နော်ဒီမှာ6ရဲ့ပန်းနေမှာလည်းကျွန်တော်ဒီမှာလေးဆိုရရှိခဲ့ပါတယ်နော်ဒီမှာလည်းလေးဒီမှာလည်းလေးဒီမှာလည်းရှစ်ဒီမှာလည်းရှစ်ပဲနော်မဆွေများအဲအဲ့ဒီပုံစံတိုင်းနည်းနည်းဒီမှာနောက်ပိတ်တွေကပါရရှိခဲ့တယ်ဆိုရင် နော်တပင်းနှစ်ပင်းဂျုံမှာစက်၄နော်၆ရဲ့တိုးရတယ်ဒီမှာ၉ရဲ့ပေါင်းရင်ရတယ်၅ရာရှိတယ်နော်၆ရဲ့၉ရဲ့ပေါင်းရင်၅ရာရှိတယ်ပြီးရင်တည်းရှိမှာနောက်ပိတ်က၆ရဲ့ဒီနောက်ပိတ်က၆ရဲ့ပေါင်းရင်ကကျွန်တော်၅ရာရှိတယ်၁00ရာရှိတယ်နော်၆ရွ၆ပေါင်းရင်၁00ရဲ့ဒီမှာ၅ သုံးဆိုပြီးထည့်ပြရမှာဖြစ်တယ်နော်သုံးဆိုပြီးထည့်ပြရမှာဆိုတော့ကျွန်တော်က6 6သုံးပေါင်းရင်5ကဲအဲ့ဆိုရင်ကျွန်တော်တော့သုံးနောက်ပိတ်ချက်ပါနော်သုံးနောက်ပိတ်ဆိုတော့ကျွန်တော်မိတ်ဆွေများပါနော်အဲ့ဆိုရင်ဗာရရှိခဲ့တယ်ဆိုရင်သုံးနောက်ပိတ်ခေါ်လေတာကိုထည့်စီတော့ ခွန်3ဆိုရရှိခဲ့တယ်နော်ကျွန်တော်ဒီမှာစာအုပ်လေးကိုကျွန်တော်စကွန်ဆော့ရိုက်ပြီးပြပြရခြင်းဖြစ်တယ်စာအုပ်ထဲမှာတော့ကျွန်တော်ခဏန်းရေးပေးထားတယ်ပေါ့နော်ခိုးခွန်3ပေါ့နော်ခိုးခွန်3ကျွန်တော်မဆူနေနောက်ပိတ်ကလည်းကျွန်တော်မဆူနေတာ3ဆိုပြီးတော့ကျွန်တော်ရရှိခဲ့တယ်3ဆိုပြီးရရှိခဲ့တော့ကျွန်တော်တို့အဲဒါဆိုရှင်ဘာဖြစ်သွားမလဲဆိုရှင်9.6နော်9.3ဆိုပြီးရရှိခဲ့နော် ကိုခွန်တော်ဆိုပြီးတော့တကွက်ကောင်းကိုရရှိခဲ့ပြီဖြစ်ပါတယ်เนาะအဲအဲ့ဒါဆိုရှင်ကျွန်တော်တို့ကကိုခွန်တော်ဆိုတကွက်ကောင်းရရှိခဲ့တော့ကျွန်တော်မဆွေပြန်เนาะဒါဆိုရှင်ဂျန်နီတက်တဲ့လူဆိုရှင်တော့ထိုးလူရတယ်ပေါ့เนาะတွင်းနီဂျန်နီတက်တဲ့ဆိုမှထိုးပါပေါ့เนาะဂျန်နီတိုင်းထိုးပါကိစ္စမရှိဘူးเนาะအဲနောက်ဆိုရှင်ကျွန်တော်ဒီလိုပဲတွင်းနီကောင်းလေးတွေကိုထပ်ပြီးတော့တင်ပေးသွားအောင်ပါပဲဖြစ်ပါတယ်ပေါ့เนาะ ထပြီးတင်ပြတော့အောင်မယ်ဆိုတော့ကျွန်တော်မစ်ဆွေကတတိယဘောနာပါရလို့ရှိရင်ဒီ Twitter channel လေးကို like subscribe နေပြတာကိုမြတ်တယ်ရက်ခံပါရနော်အဲ့ဒါမှလည်းဗီဒီယိုတိတိကျကျတော့ကျွန်တော်လည်းပြရှာမှာဖြစ်ပါနော် Okay နော်အားလုံးတော့နော်ကျွန်တော်မစ်ဆွေများ